အပြင်မှာတခါမှမမြင်ဘူးတဲ့မွေးစားသားလေးရဲ့တည်တံ့မှုကြောင့်တင်းကိုရတဲ့အိမ်ပိုင်လေးတစ်လုံးပြင်အသက်ကြီးမှဦးစားတာကောင်းလာတဲ့လူရှင်တော်ကြီးဦးတိန်ညိုအားလုံးပဲမင်္ဂလာပါဆယ်ရီတိုင်းညူပေးကနေကြိုဆိုလိုက်ပါရစ်လူရှင်တော်ကြီးဦးတိန်ညိုဟာလွန်ခဲ့တဲ့နှစ်ကတည်းအိမ်တအိမ်ပြီးတအိမ်ငှားနေခဲ့ပေမဲ့ဒီနေ့မှာတော့မွေးစားသားလေးရဲ့တည်တံ့မှုကြောင့်အိမ်ပိုင်လေးတစ်လုံးရသွားခဲ့ပါရစ်အသက်80ရွယ်ရှိပြီဖြစ်ပြီးတဲ့ဦးတိန်ညိုဟာအသက်ငယ်စဉ်တုန်းကတော့ကိုပိုင်အိမ်လေးတစ်လုံးရှိခဲ့ပူပါရစ်သူ့ရဲ့သားလေးမကျဲမမဖြစ်နေတဲ့အချိန်မှာအိမ်လေးကိုရောင်းပြီးတော့စေးကုပေးလိုက်ပြီးတော့အိမ် ောက်မှာတော့အိမ်ပိုင်ဝင်နိုင်ဖို့မလိုကူတော့ပဲနှင်းများစွာကြောင်းအောင်အင်္ဂါနေကြရပါတယ်။နှင်းများစွာကြတဲ့ချိန်တိမ်ပြီးတိမ်ပြောင်းနေကြရပြီးအိမ်ပြောင်းရွှေ့အိမ်ရွှေ့ရတာတွေကလည်းပင်ပန်းကြပါတယ်။အသက်90ကျော်ရွယ်သည့်အင်္ဂါနေကြရတဲ့ဦးတင်ညွန်ဟာမွေးစားသားလေးကြောင့်မလို့အိမ်ပိုင်တလုံးကိုရရှိသွားခဲ့တဲ့ပြင်မင်္ဂလာသက်တမ်း45နှစ်ပြည့်ထိမ့်မဲ့ပြည့် ရွှေလဲစော့တယောက်တဝင်းစီနဲ့ပတ်စံပန်းစီကိုလည်းပို့ပေးလိုက်ပါသေးတယ်။လက်ထက်ကလေးကဥတိန်ညွန့်တို့အတွက်လက်စွပ်လဲရဲဆိုတာမရှိခဲ့ဘူးပါ။မွေးစားသားလေးကြောင့်လည်းမင်္ဂလာတက်တန်း45နေရောက်မှလက်စွပ်လဲဝတ်ဖို့သွားပါတယ်။ဥတိန်ညွန့်ရဲ့မွေးစားသားကနိုင်ငံခြားမှာနေထိုင်ပြီးတော့မွေးစားမိဘတွေအတွက်အစားအစာအရာကိုဖြည့်ဆည်းပေးနေရပါ။ထူးခြားတာကတော့အဲ့မွေးစားသားလေးကိုဥတိန်ညွန့်တို့ကတခါမှမမြင်ဘူးသလိုတွေ့လည်းမတွေ့ဘူးပါ။အတန်မဲကြားဖို့ပြီးတော့မျက်နှာလေးမြင်ဘူးချင်တယ်လို့ပြောရင်တောင်မှမပြသခဲ့ပါဘူး။ဥတိန်ညွန့်တို့ကိုမိဘရင်လိုသဘောထားပြီးတော့ထောက်ပံ့ပေးနေတာ ဖြစ်လို့ဒီလိုကံကောင်းမှုကတော့ရှာရှာပါပါဖြစ်ပါတယ်။ဦးဒိညွန်းတို့ကမင်္ဂလာတက်တန်45နှစ်ပြည့်သွားတာကိုတောင်သတိမထားမိခဲ့ပါဘူး။ဒါပေမဲ့ဝိစားသားလေးကတော့မင်္ဂလာဆောင်တဲ့ရှက်တွေကိုလည်းတိကျမေးထားပြီးတော့မှတ်ထားခဲ့ပါသေးတယ်။မင်္ဂလာနဲ့ပဲလေနေ့ကိုရောက်တဲ့အချိန်မှာဦးဒိညွန်းတို့ကိုပျော်ရွှင်သွားအောင်ပတ်စံပန်စီကြီးပို့ပေးလိုက်ပါတယ်။ ဥတိန်ညွန်တို့လက်ရှိနေနေတဲ့အိမ်ဝင်းကိုလည်းနိုင်ငံသားမှရောက်နေတဲ့မွေးစားသားလေးကပဲဝယ်ပေးထားတာပါအိမ်ဝင်းရဲ့တန်ဖိုးကစွစွပေါင်း3900ကန်ကုန်ကြပြီးတော့အိမ်ဆောက်လိုက်တဲ့အချိန်မှာကုန်ကြငွေကတော့3400ကျော်ကန်ကုန်ကြပါပြီအသက်90ကျော်ပြီဖြစ်လို့အိမ်ငါးဘွားနဲ့နေရတော့မယ်လို့ထင်နေပေမယ့်အိမ်ပန်လေးရလိုက်ပြီးတော့ ဥဒိညုံနဲ့ဒေါ်ယူမီဆန်တို့ကအိုဇာတာကောင်းသွားခဲ့ပါတယ်။အသက်ကြီးလာတာဖြစ်တဲ့ဥဒိညုံကတော့စကားတွေလည်းမရှိရတော့ဘဲတလားတလားအိမ်သားကပေးရတာကိုမကြည့်ရတော့လို့မွေစားသားလေးကအိမ်ပေးဝယ်လိုက်တာပါ။ဥဒိညုံရဲ့မွေစားသားကအိမ်ဝယ်ပေးတဲ့ပြင်စေဘဝါကတွေလည်းထောက်ပံ့ပေးပါတယ်။ဒီတက်ရွယ်မှာမချွေတာဘူးနဲ့သုံးတင်နာကိုသုံးဖို့အတွက်လာစဉ်ထောက်ပံ့ပေးတာလည်းရှိတယ်လို့ဥဒိညုံကလည်းဦးစင်းဝတ်ပေးခဲ့ပါသေးတယ်။ဥဒိညုံကသူ့ဘဝမှာဦးစင်းမဝတ်တာချိန်တော်ကြပြီဖြစ်ပြီးတော့တည်တက်တဲ့သားလေးကြောင့်ဦးစင်းလည်းဝတ်ဖြစ်သွားပါတယ်။ မွေးစားသားဖြစ်ပေမဲ့လည်းဥတည်ညင်းတို့ကမွေးပါအရင်လိုမျိုးသဘောထားပြီးရောလက်တွေလည်းဖြည့်ဆည်းပေးသလိုစကံလုံးတွေနဲ့လည်းအေးချမ်းသွားအောင်လို့ပြောပြတတ်ပါတယ် အဝေးရောက်နေတဲ့မွေစာသားလေးကဦးတိန်ညွန့်ရဲ့အသက်82နှစ်ပြည့်မွေးနေ့မှာတိန်60ဘိုးပတ်စံပန်းစီကြီးကြောခဲ့ပါသေးတယ်။မွေစာသားလေးကလူဝဲသမ ्या ကိုအမြဲပြောပါလို့ထွားဖွားပြောတတ်ပေမဲ့ဦးတိန်ညွန့်တို့ကတော့အားနာတာကြောင့်ပြောပြခဲ့ပါအောင်။အသက်80ကျော်မှဒီလိုအေးအေးဆေးဆေးနေရမယ်လို့မထင်ထားပေနဲ့မမြင်ဘူးတဲ့မွေစာသားလေးကလူလေးသေးမရှိအောင်အဝေးကနေဆောက်ရှောက်ပေးပါတယ်။ဦးတိန်ညွန့်တို့ကတော့ရှေးဘွားကရေဆက်တွေကြောင့်ပဲဖြစ်မလို့တွေးထားပြီးနေ့စဉ်နေ့တိုင်းမှာလည်းမြေတားတွေပို့ပေးနေပါတယ်။ဘာဘာဦးတိန်ညွန့်တို့ကဒီတဲ့မကအိုးစားတာကောင်းစေဖို့အတွက်ဆုတောင်းပေးလိုက်ပါတယ်။ ွာပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။